။လာမယ့်ပြောင်းရွှေ့ဈေးကွက်မှာလူမကောင်းရင်လီဗာပူးကချန်ပီယံလိဝင်ခွင့်တောင်ရပါမဟုတ်ဘူး။လီဗာပူးတိရနောက်ခံလို့ရလက်ရှိဘောလုံးဝေဖန်သုံးသပ်သူဂျေမီကာရီကာကတော့လီဗာပူးတိနဲ့လာမယ့်ဇန်နဝါရီပြောင်းရွှေ့ကာလမှာအတင်းကိုဒီကနေရာဒီမှာထပ်မံအားရဖြစ်တင်မှုမလုပ်ဘူးဆိုပါကချန်ပီယံလိဝင်ခွင့်နေရာဆုံးရှုံးရနိုင်ကြောင်းပြင်းပြင်းထန်ထန်ကြိုတင်သတိပေးလိုက်ပါတယ်။သူ့သတိပေးချက်ကလက်ရှိနီပြအာနီစလော့ရဲ့လက်အောက်မှာလီဗာပူးတိရရလက်ပိုင်းမီဒီယံမှုတွေကိုထင်ရှားပြသနေတာဖြစ်ပါတယ်။ ရမကုန်ကပြည်ကနေနေရာဒီပြောင်းရွှေ့မှာစံရင်းနေပေါင်တန်း450အထိအုံပြုကကစားမားတွေအများပြားခေါ်ယူထားခဲ့ပေမဲ့လက်ရှိအချိန်မှာတင်းတော်ခြေစောင်းပြနိုင်မဲ့ရလက်ပိုင်းကြီးမှာတိုက်ကြရရှိနေခြင်းကအဓိကစိုးရင်စရာဖြစ်လာခဲ့ပါတယ်။အထူးဖြစ်ပြန်မဲ့မစတီတင်းကိုဂိုးပြဆုံးနေခဲ့တဲ့ပွဲစဉ်ကအတင်းရဲ့နေရာဆောင်ကလိုအပ်မှုတွေကိုမိမောင်းထုတ်ပြပေးနိုင်ခဲ့တာဖြစ်တယ်လို့ကာရီကာကထုတ်ပြခဲ့ပါတယ်။ကာရီကာကလည်းမကုန်တင်းမှာကွင်းလက်ဖန်နေမှုပိုက်စစ်ပိုင်းထိရောက်မှုနဲ့နောက်တန်းတည်ငြိမ်မှုအားလုံးမှာလိုအပ်ချက်တွေရှိနေတယ်လို့ဆိုပါတယ်။အတင်းကိုကြည့်ရင်တနေ့ရနေနေနေလိုနေသလိုမျိုးပါပဲ။ ချုံရဲပွဲလေးကိုပြန်ကြည့်မယ်ဆိုရင်တော့သူတို့တင်းရင်ကြံခိုင်မှုပိုင်းလိုအပ်ချက်တွေကိုခမည်းတော်မြေတွေ့နိုင်ခဲ့ကြမှာပါလို့ကာလီကာကလေဘာပူကစားမားတွေရဲ့ဆန်းဆောင်ရေးကြာစင်းနေမှုကိုမိမောင်းထုတ်ပြခဲ့ပါတယ်။ကာလီကာကနီပြတီအာနီစလော့ရဲ့ခေါင်းဆောင်မှုပုံစံပေါ်မှာလည်းဝေဖန်မှုဖြစ်လုပ်ခဲ့ပါတယ်။မက်ဆီနီနဲ့ပွဲပြီးမှစလော့ကိုရင်ကပြန်မဲ့မက်ဆီနီပြဂွာဒီယိုလာကိုသူ့အိုက်တော်တို့ပုံစံမျိုးနဲ့စကားပြောနေခဲ့တာကတိတ်တော့အဆင်မပြေပါဘူးလို့ထောက်ပြခဲ့တာကစလော့နဲ့သူ့ကိုယ်သူယုံကြည်မှုကိုမြင့်တင်ရန်လိုအပ်ကြောင်းဖော်ပြခဲ့တာဖြစ်ပါတယ်။ ကာလီကာရဲ့မိညာစလော့ကိုရင်ကကိုအတင်းကိုပြန်ပြီးစစ်တဲ့ဘိုင်းဆိုင်ရာနဲ့နစ်စတဲ့ဘိုင်းဆိုင်ရာမောင်းတင်ပေးနိုင်ရမှာဖြစ်ပြီးကြံဘက်ကိုအားကျနေမဲ့စာကိုအတင်းရဲ့အားနည်းချက်တွေကိုသာအာယုံဆိုင်တဲ့ညောင်ကိုဆူလို့တာဖြစ်ပါတယ်။ဒါပြင်လက်ရှိလူရင်းအားနေထားတဲ့လီဗာပူးတို့ပရီးမီယာလိဂ်ဖလားရဖို့မဖြစ်နိုင်တာတေးကြပါပဲလို့ကာလီကာကပြတ်သားစွာပြောကြားခဲ့ပါတယ်။ဒါမဲ့ဆမ်းရစီစည်းကွားမှာနောက်ခံလူတစ်တယောက်ထပ်အားမဖြစ်ဘူးဆိုရင်တော့သူတို့ချန်ပီယံလိဂ်ဝင်ခွင့်ရမှာမဟုတ်ဘူးဆိုတာကိုတော့ကျွန်တော်ရေးရေးကြီးအားမခံပါနဲ့လို့နောက်ခံလူခေါ်ယူရဲ့အရေးပါမှုကိုခိုင်မာပြောဆိုသွားခဲ့တာက ဒါဝုဒင်းရဲ့နောက်တန်းကလက်ရှိအချိန်မှာအားအနည်းဆုံးစိတ်ပန်းနေတကတစ်ခုဖြစ်နေတာကြောင့်ပဲဖြစ်ပါတယ်။ဒါဝုဒင်းကဖိရဲနေရတီကလေးကပဲလီတင်ရဲ့နောက်ခံလူမက်ကူဟီကိုပေါင်35တန်းနဲ့ခေါ်ယူဖို့သဘောတူညီလို့နေပါဖြစ်ခဲ့ပူတဲ့မှတ်တမ်းရှိခဲ့ပါတယ်။ပဲလီတင်ဘက်ကလည်းဂိုဟီရဲ့နေရာမှာအစားထိုးမဲ့နောက်ခံလူရှာမရခဲ့တာကြောင့်ဒီပြောင်းရွှေ့ပြပြခဲ့ပေမဲ့လည်းအခုလာမယ့်ဆောင်းရာသီမှာကာရီကာရဲ့ဒရီဘေးစကားတွေကြောင့်လေဘာဘူးတင်တာဝန်ရှိသူတွေကကာကွယ်ရေးပိုင်းကိုဦးစားပေးနေတဲ့ဂူဟီကိုထပ်မံခေါ်ယူသွားနိုင်မလားဆိုတာကတော့စိတ်ဝင်စားဖို့ကောင်းနေအောင်မှာဖြစ်ပါတယ်။ကာရီကာရဲ့မှတ်ချက်အရလေဘာဘူးကထိတ်ဆုံးလေးနေရာမှာဆက်လက်ရည်တည်နိုင်မှုအတွက် နောက်ထပ်ဒီတာထင်ရှားတဲ့ယင်းနည်းမျိုးနဲ့မှုတွေကိုဆောင်းရစီမှာမဖြစ်မနေလှုပ်ဆောင်ရလိုအပ်ကြောင်းကိုထောက်ပြလိုက်တာဖြစ်ပါတယ်။ဒီမှာဒီနေ့တက်တဲ့အမားကိုချစ်ပြတဲ့